် indoor indoor ဆိုလို့ရှိရင် indoor ကြတော့ကျွန်တော်အပြစ်မပြောဘာကြောင့်လဲဆိုလို့ရှိရင် indoor ဒီစကိုင်းတိုင်း indoor ဒီအာတတော်လေးကိုဘယ်လိုခေါ်မလို့ဆိုလို့ရှိရင်ဒီလိုပဲပေါ့ဗျာဟိုပိတ်ဆုပ်ပြီးတော့ကာခံရတာပေါ့နော်ပိတ်ဆုပ်ထားခံရတာကြာပါပြီနော်နော်ကန်းကိုလိုအဲဘန်မွေးလိုကန်းကိုလိုတရီထားပါမယ်အခုရောက်နေပါပြီသူတို့ဘာလုပ်မလဲကျွန်တော်လည်းမသိဘူးမသိဘူးရောက်တော့ရောက်နေပြီ4 video နဲ့မနေ့က7 9စီးရောက်တယ် မနေ့တနေ့ရောက်တယ်ဒီနေ့လည်းထက်ရောက်တယ်လူတွေအင်အားအကုန်လုံးကတော်တော်များတယ်လို့ပြောတယ်ဟောဖြန့်ကျက်ထားပြီလို့တော့ကျွန်တော်ကိုပြောတယ်အင်းတော်အင်းတော်ဆိုလို့ရှိရင်အင်းတော်ကြတော့ကျွန်တော်အပြစ်မပြောဘာကြောင့်လဲဆိုလို့ရှိရင်အင်းတော်ဒီစကိုင်းတိုင်းအင်းတော်ဒီအာတော်တော်လေးကိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒီလိုပဲပေါ့ဗျာဟိုပိတ်ဆို့ပြီးတော့ကာခံရတာပေါ့နော်ပိတ်ဆို့ထားခံရတာကြာပါပြီနော် ကြာပြီလာပေါင်းမြောက်တာခုခံတိုက်ပွဲဝင်နေစစ်တီတွေတာဝန်ကျေတာထက်ပိုပြီးတာဝန်ကျေခဲ့ကြပါတယ်အဲ့တော့ဒါမဲ့တာဝန်မကျေတာကတော့ခင်ဗျားတို့အားလုံးကျွန်တော်တို့ဘသူ့အပြစ်ပြောမလဲဗျာနော်ကျွန်တော်အနေနဲ့လည်းအထက်ကိုအပြစ်ပြောတဲ့ခါကျတော့ခင်ဗျားတို့ဒီအထက်ကိုပဲအရန်ချစ်ပြီးအောက်ခြေကျတော့အရန်ကိုဖိနှိပ်လွန်းတယ်နော်အောက်ခြေကျတော့အရန်ဝေဖန်လွန်းတယ်ခင်ဗျားတို့ရဲ့ခင်ဗျားတို့လူလူမျိုးတွေကြတော့လည်းကျွန်တော်အပြစ်ပြောရတယ်နော်ကျွန်တော်ကတော့အထက်ကိုပဲကျွန်တော်အနေနဲ့တော့အဓိက ဖီအားပေးပြောဆိုมาပဲဖြစ်တယ်အဲ့တော့အင်းတော်ကြာရှုံးမှုကလည်းအဲပြောရမယ်ဆိုလို့ရှိရင်တော့အန်နီရဲ့ကြီးတဲ့ကြာရှုံးမှုပါအင်းတော်မျိုးကြာဆုံးမှုပါဘာကြောင့်လဲဆိုလို့ရှိရင်စခန်းကြီးအသိန်းခံလိုက်ရတဲ့ပြင်ကိုဟောင်းဝစ်စာကြီးတွေပေါ့နော်ပြက်အမြောက်ကြီးတွေလက်နက်တွေဟာစနိုက်ပါတွေနော်ပြီးရင်နင်းမိုင်းတွေလက်ပစ်ပုံးတွေကြီးတွေဟာတော်တော်လေးကိုတပုံကပွသွားတာပေါ့ဗျာနော် KIA ဥဆောင်တဲ့ PDF အုပ်စုတွေပေါ့ဗျာနော် တပုံကပွားသွားပြီတပုံပွားသွားတာအရေးမကြီးဘူးဘယ်သူတွေအတွက်ဒါဟာအဓိကဒုက္ခရောက်နိုင်တယ်လဲဆိုလို့ရှိရင်အဲ့ဒီအင်းတော်နဲ့မလန်းမကန်းမှာရှိနေတဲ့ပြည်သူစိတ်ရွာတွေအတွက်ကဒါဒါကြောက်စရာဖြစ်သွားပြီသူတို့ကစိုးရိမ်စရာဖြစ်သွားပြီအဲ့တော့ခဏဒီတက်စခန်းနောက်ဆုံးမှုမှာအကြီးကဲကိုပဲပြောအောင်ပါဗျာနော်ဘာကြောင့်လဲဒီလောက်ကြီးအချိန်နဲ့အကြာကြီးအဝိုင်းခံရတယ်အချိန်နဲ့အကြာကြီး เนาะကျွန်တော်တို့စီမံခန့်ခွဲလေးရနောက်ဆုံးရင်တော့ဘာဘလို့ဆုတ်ကမယ်ဆိုတာစီမံခန့်ခွဲလေးရအောင်တစ်ဖက်ကသဘုံကလည်းဝိုင်းုံနေဝိုင်းလာတာเนาะအဲ့တော့ဒီလက်နက်တွေကိုမဖြည့်ဆည်းဘဲနဲ့သဘုံလက်ထဲကိုရော့အင်အကောင်းတိုင်းပေးခဲ့တယ်ဆိုတာတော့ခင်ဗျားတို့လက်ဝါးချင်းများရိုက်ထားသလားပေးယူများလုပ်ထားသလားပေါ့နော်ဒီကြားထဲမှာသူတို့ပြောပုံရဆိုရင်စစ်တုံမှန်40လောက်အဲသူတို့ရရှိထားတယ်ဆိုတဲ့ခါကြတော့ခင်ဗျားတို့အပေးယူများเนาะဟိုလက်ဝါးများရိုက်ထားကြသလားဗျာเนาะ ဒီလက်နက်ကြီးတွေဒီစနိုက်ပါတွေဒီကြီးတွေเนาะဒီလက်နက်မှာတက်ရင်တရင်စာလောက်ကိုမကပါဘူးเนาะအဲ့လောက်ထိကိုတပုံကပွားသွားတပုံပွားသွားတော့အေးမချူဆန္ဒပြောသလိုအဲ့ဒီနားမှာရှိနေတော့ကျွန်တော်တို့ပြည်သူစစ်ရွာတွေကညခုံးလှုပ်ပြီးညခုံးလှုပ်ပြီးအဲ့တော့မလုပ်မလဲเนาะအဲ့တော့အင်းတော်ကိုအဲဘုံမကျဲတော့ကျဲတယ်အလုံး30ကျော်လောက်ကိုကျဲပိုက်တော့ပြောရပါတော့နောက်ဆုံးမကြခင်အချိန်ထိကိုလေတော်တော်လေးကိုကျဲချောက်လိုက်ပါတယ်။အဲသူကတော့လည်းအင်းတော်လည်းကြာသွားပါတယ်။ ဲ့တော့သဘုံကခွင့်ကောင်းကြီးပေါ့ကျွန်တော်နှစ်နေရကျွန်တော်သုံးသပ်ပြီးသွားပြီပေါ့နော်ဟုတ်ပြီတတိယနေရအနေနဲ့ကတော့ညောင်ကျိုးပေါ့ဗျာနော်ညောင်ကျိုးကလည်းထုံကြီးလကောင်းပေါ့ဗျာဒီလောက်ထိနောက်ကနေထောက်ပို့တွေရိတ်ခါတွေစစ်ကူတွေကလီလီအလီလီအလီလီအလီလီပေးရသားနဲ့တစ်ဖက်ကသဘုံကဘာထောက်ပို့မှမရှိဘူးနော်ထောက်ပို့ဆိုရှင်တောင်ကုန်းကနေပြီးတော့ဒီဘက်ကိုပြန်လာဖို့အတွက်ထောက်ပို့လမ်းကြောင်းကလည်းတော်တော်ခက်ခဲပါတယ်အဲ့တော့ မအီနဲ့မင်းတို့အဲ့ဒီလမ်းကြောင်းကနေပြီးတော့ဒီဘက်ချမ်းကိုလမ်းဖောက်ပြီးတော့ပို့နေတဲ့ဒီလမ်းကြောင်းပဲရှိဒီလမ်းကြောင်းကလည်းကျွန်တော်တို့ပြည်သူတွေเนาะအားလုံးကလည်းတတော်လေးသတင်းပို့ထားကြပါတယ်။အာဒီလမ်းကြောင်းကလည်းအေအေကတော့ဒိခါလေးပို့နေပါတယ်เนาะဒီညောင်ကျိုးဘက်ထိရောက်အောင်ပို့နေပါတယ်။လမ်းမှာလည်းလမ်းနေပြင်နေပါတယ်ဆိုပြီးတော့ပြောတော်ညာလည်းပဲစီမံစုံရက်ကွက်ကွဲမှုတွေဟာအတော့မကြတဲ့အတွက်ကြောင့်မလို့ဒီချင်းကဒီစခန်းသုံးခုကြခြင်းမှာကျွန်တော်တို့ plan လဲ ျွန်တော်တော့အထက်ရာရှိများအသုံးမချခြင်းပါပဲနော်အင်းတော်လည်းအထက်ရာရှိများအသုံးမချခြင်းပါပဲအဲ့တော့မြေပြင်စစ်တီတဲ့အားလုံးကဘာအပြစ်မှမရှိဘူးလို့ကျွန်တော်တို့ကတော့ကျူးစားတယ်ဗျာနော်တို့6လ9လဆိုတာလူတယောက်တော့တာဗျာဘလောက်ထိနော်ဟိုအေးအားဘလောက်ပဲရှိရှိပါဗျာကြိုင်တီအီအီနဲ့ပြိုတက်တဲ့အမျိုးပဲအဲ့တော့ညောင်ကျိုးလဲပြီလို့ပဲကြာသွားခဲ့တယ်အဲ့တော့ကြောင့်မလို့ဒီစခန်း3ခုလုံးကြာသွားခြင်းဟာခင်ဗျားတို့အနေနဲ့ဘယ်သူ့ကိုပြစ်တယ်မလဲဗျာနည်းနည်းလေးတော့ကျွန်တော် ပြောပြပါအောင်အဲ့တော့ကျွန်တော်ကအထက်ရာရှိများပြစ်တင်တဲ့ခါကျတော့ကျွန်တော်ကိုအဲ့ဒီအထက်ကိုတော့အရန်ချစ်ပြီးတော့အရင်ချင်းဆုံးပြောတာပါထဖားအောက်ဖိလို့ပြောလို့လည်းရတယ်လို့အထက်ကိုတော့အရန်ချစ်ပြပြီးတော့အောက်ချီကိုတော့အတကုံပြောတတ်တော့ခမားလို့အဲ့ဒီအဲစစ်တက်ချစ်သူတွေလည်းနည်းနည်းလေးရောစင်ချင်းစေချင်တယ်ဗျာနော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဆက်လက်ပြီးရှင်းလင်းပါမယ်။ဘာကြောင့်မို့လို့ဒီအထဖားအောက်ဖိအခြေအနေမျိုးတွေဖြစ်နေတယ်တလဲဆိုတာလေနော်အဲ့တော့ စိတ်မကောင်းစွာနဲ့ကျွန်တော်ကြာရှုံးသွားခြင်းဟာနောက်ထပ်သို့ပါတော့လဲဒီစကမ်းနေကြာရှုံးခြင်းရှုံးခြင်းကအသက်ကြီးလို့မဟုတ်ပါဘူးဒါဘဝကြီးလားဆိုတဲ့ပုံစံမျိုးပေါ့နော်အင်းတော်ကဘဝကြီးလားပေါ့ဟာလားအဲနောက်တစ်ခုကျွန်တော်တို့ညောင်ကျိုးကဘဝကြီးလားပေါ့အဲနောက်လည်းကျွန်တော်တို့ဒီဖလန်းကဘဝကြီးလားဆိုတာဒါဘဝကြီးတော့မဟုတ်ပါဘူးအဲစစ်တပ်ကလက်ရှိအချိန်ထိလည်းအဲဒီနေ့အဖြစ်ပြောမှဆိုရင်တတရာရာနဲ့အချိန်တွေကိုခုခံကာကွယ်နိုင်နေသေးပါပဲအဲဒီစကမ်းနေကြာတယ်ဆိုတော့ကြာတဲ့လို့ကြာတာပါနော် ကြားတယ်လို့ကြားတယ်ဆိုသူဆိုပါတော့ညာလည်းပဲအကျွန်တော်အနေနဲ့ကတော့ဘသူကြောက်ကြတယ်နောက်ထပ်ထပ်မကြဖို့တော့ကဝေဖန်သုံးသပ်အာမှာဖြစ်တယ်ဗောနော်အဲ့တော့အခုရှေ့လျှောက်စခန်းနေမြို့တွေထပ်မကြဖို့တော့ကျွန်တော်မျောလင့်တယ်ဗောဗျာနော်မျောလင့်နေမှာလေအဲ့တော့ဟုတ်ပြီအဲဒီနေရာမှာကျွန်တော်ကအထက်ကိုဘာကြောင့်မို့ဝေဖန်ကြလဲကျန်တဲ့သူတွေကဘာကြောင့်မို့လို့လက်အောက်ငယ်သားဗောနော်အရာရှိအရာခံလေးတွေဘုံမှုလေးဘုံမှုချုပ်တွေတိုင်းမှုတွေတရင်မှုတွေလောက်ပဲဝေဖန်ကြလဲဆိုလို့ရှိရင်တော့ လူဆိုတာတော့သူတို့နိုင်ရနိုင်ရကင်ကြတာပဲဗျတိလားဟိုကျွန်တော်ဥပမာဖြစ်အဲထိုးဘက်ရှာမယ်ပေါ့နော်ထိုးဘက်ရှာကြိုးဝိုင်းထဲမှာထိုးဘက်ရှာမယ်ဟေးဆိုလို့ရှိရင်ကိုယ့်ထက်ဘယ်လိုခေါင်းမဲဆိုတော့ကိုယ်လုံရင်ခံရမှာဟဲ့လားကိုယ်ပြန်မလုံနိုင်မဲ့သူဟဲ့လားကိုကအตาစည်းရမှာထိုးကျင်တာဗျဒါပေမဲ့ကိုယ့်ထက်တာတဲ့သူအစတရားတာတဲ့သူကိုကြာဘယ်သူမှမထိုးရထိုးရင်ခံရမှာဟုတ်အဲ့တော့ကျွန်တော်အင်္ဂလိပ်လိုပြောမယ်ဆိုရင် pick up your own size ဆိုတော့ကိုယ်နဲ့ရွယ်တူကိုရွေးလေဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ခင်ဗျားတို့ ာပြည်တွင်းမှာရှိနေတဲ့စစ်တပ်အားပေးထောက်ခံသူတွေတဲ့မှာအာဒါလည်းကျွန်တော်သိနေကျင်တာပါเนาะဟို UA news ပြောဆိုတာလည်းမဟုတ်ပါဘူးအဲ့တော့လောက်ငယ်သားလေးဆိုအသေးဝေဖန်တယ်เนาะအဲနောက်ထပ်ဟိုတရင်မှုလောက်ဆိုအသက်ကုန်ဝေဖန်တယ်ပုံမှုချုပ်ပုံပုံမှုလောက်ဆိုအသက်ကုန်ဝေဖန်တယ်အေးဒါပေမဲ့တော့တကယ်တကယ်နမ်းရေဟာအထက်ကအောက်ကိုစီးစင်းပါလေเนาะအဲ့တော့အာနာကအထက်ကအောက်ကိုစီးစင်းပါလေဒီကိစ္စတွေအရာတွေအားလုံးမှာတကယ်တမ်း အရေးကြီးတဲ့သူအာနာမနော်စစ်တပ်ကအမိန့်ဆိုတာအထက်ကလာတာအမိန့်ဆိုတာပဲရှိတယ်အဲ့တော့အထက်ကလာတဲ့ဒီအမိန့်ကိုအဓိကပေးနေတဲ့ပုံကိုခင်ဗျားတို့ဝေဖန်ဖို့ကြတော့ခင်ဗျားတို့မေ့နေတယ်အဲ့လိုလူမျိုးကိုခင်ဗျားတို့ကိုစားဝေဖန်ပေးတဲ့သူတွေကြတော့ခင်ဗျားတို့ဝိုင်းဆဲခြင်းတယ်ဟုတ်လားနော်ကန့်ကိုတို့အဘံမွေးတို့ကန့်ကိုတို့တရီထားပါမယ်အခုရောက်နေပါပြီသူတို့ဘာလုပ်မလဲကျွန်တော်လည်းမသိဘူးမသိဘူးရောက်တော့ရောက်နေပြီ4 video နဲ့မနေ့က7 second စီးရောက်တယ် မနေ့တနေ့ရောက်တယ်ဒီနေ့လည်းထက်ရောက်တယ်လူတွေအင်အားအကုန်လုံးကတော်တော်များတယ်လို့ပြောတယ်နော်ဖြန့်ကျက်ထားပြီလို့တော့ကျွန်တော်ကိုပြောတယ်နော်အဲကျွန်တော် YouTube မှာတရားဝင်ကျွန်တော်ပြောတာဖြန့်ကျက်ထားတယ်ကျွန်တော်လည်းသတင်းပေးပြီးပြီနော်ပေးတယ်ပေးပြီးပြီလောက်တာမလောက်တာတော့ငါတို့ကပြည့်ခက်ရက်ပါတယ်ဆိုပြီးတော့ဟိုကဝင်လို့ရင်တော့ခံပေါ့ဗျာမတိဘူးအဲကြရင်တော့တည့်ရမလားအခုညောင်ကျိုးပဲကြည့်လေဖလန်းပဲကြည့်လေဖလန်းနဲ့ကြောက်ချစ်နော်မပြောတော့ပါဘူးထားလိုက်တော့ နော်တိပါတယ်လူကြီးတွေတိလောက်ပါတယ်နော်ညောင်ကျိုး50-50ပဲနော်អော်တယ်អော်တယ်ဆိုဘိုးဘင်းတို့ကချစ်လွန်းလို့អော်တယ်ပြောတယ်သတင်းတွေပေးတယ်ချစ်လွန်းလို့ဒါပေမဲ့ဗျာကြာလာတော့ကျွန်တော်တို့လည်းဗျာလူတွေလေဗျာဟုတ်တယ်မလားကျွန်တော်တို့ကအဲ့ဒါကြောင့်မလို့ပြောတာကျွန်တော်အမြဲတမ်းပြောတယ်စာတာလေစာတာလုံလုံ SB ကလည်း SB လုံလုံလို့နော် တက်မလို့ကားလည်းတက်မလို့သာအလုံးလို့ဒါပေမဲ့အဲကိုလို့ကိုကိုဝိတရားနဲ့အလုံးလို့နေရဆိုရင်တော့ကျွန်တော်တို့တိုင်းပြည်အတွက်ဒီလိုဝန်ထမ်းမျိုးတွေကမရှိသင့်ဘူးကျွန်တော်တာဝန်နဲ့နိုင်ငံနဲ့လူမျိုးတွေပေးဆက်ဖို့ဆိုတဲ့စိတ်နဲ့အလုံးလို့ရင်တော့ကျွန်တော်တိုင်းပြည်အေးချမ်းပါပဲဘာလို့ကျွန်တော်အဲ့လိုပြောရလဲကားလေလာတယ်လွတ်ပေးလိုက်တယ်ပတ်စံနေယူပြီးတော့ဟမ်အာသွားကြတယ်လာကြတယ်ဟိုတည်းရဆိုတော့ကိုချင်းစာပါတယ်နှာပေါင်းမှာ နှာပေါင်းဂိတ်မှာဆိုရင်စစ်တက်လည်းရှိတယ်ရင်ထင်းလည်းရှိတယ်နော်ဟိုတချို့လည်းပြောတာပေါ့နှာပေါင်းဂိတ်ကြပြီးရင်ပစံဘလောက်ချမ်းသာသွားတယ်လို့ဒါပေမဲ့ကျွန်တော်အမြင်ကတော့သူတို့ပစံရတာကျွန်တော်တော့မမြင်ဘူးကျွန်တော်မြင်တာကသူတို့ပင်မနေရမြင်တယ်နော်ကားတွေအများကြီးရင်တွေအများကြီးအဲ့လိုပဲပေါ့ကိုတော်ဝင်ကိုပြီးပြီးပန်းနိုင်နေနိုင်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 နေနေနဲ့ယူနိုင်ပြီးတော့မှလုံနိုင်ကိုင်းနိုင်မယ်ဆိုရင်တော့တိုင်းပြည်အမြန်အေးချမ်းပါပဲเนาะအဲ့တော့ဟို ငါတို့လည်းလုံနေတာပဲလို့ပါလို့ဟုတ်တယ်လုံနေတာမှန်ပါတယ်နော်လုံနေတာမှန်တယ်ဒါမဲ့အဲ့ဒီလုံနေတာမှန်ကန်တာကထိရောက်မှုရှိဖို့တော့လိုတယ်လေဗျာသိရမလားတာဝန်နဲ့ဝတ္တရားဆိုတာကခွဲခြားတာတော့ရပါတယ်ဝတ္တရားနဲ့တာဝန်ဆိုတာမတူဘူးလေကျွန်တော်တို့ပြောချင်တာအဲ့ဒါဟုတ်ကျွန်တော်တို့เนี่ยပူပေါင်းပါညာကျွန်တော်တို့ဟာမင်းဟုတ်တယ်ခမားတို့ပြန်လို့လို့အောင်မြင်နေဆိုရင်ရမခါလည်းမကြဘူး နာမဟိုနာပခလည်းမကြောက်ဘူးနာခခငါလည်းမကြောက်ဘူးနော်ခမရလှုပ်လို့အောင်မြင်တယ်ဆိုရင်ပြောတာပါအားလုံးပူပေါင်းပြီးလှုပ်လေဆိုရင်နောင်ချိုလည်းမကြောက်ဘူးဒီဘောလည်းမကြောက်ဘူးကြောင်မဲလည်းမကြောက်ဘူးဘာလို့လဲဒီတရင်ရင်းမြစ်တွေမပူပေါင်းလို့လေမပူပေါင်းမဲနဲ့ပြီးလို့ရှိရင်ခမရတို့အပြစ်လည်းပြောလည်းပြောမိရောအာကျောတော့နေရာတွေဒေသတွေပါပြည်သူလူထုတွေပေးထားရတာလေဒါတော့တော့ပြောမှာပေါ့ဟုတ်လားအမြန်လန်းယုံကတက်ပြီးတော့မှ PDF က ဩဝါဒခြွေဝါဒလေးပရိသရာခြွေသွားပရိသရာပရိသပင်လို့စကားပြောဝါဒလေးကားရီတားပြီးတော့အဲလိုတော့ပြောခွင့်မရှိဘူးလားဟမ်အဲ့လိုပြောခွင့်မရှိဘူးလားပြောမှာပေါ့အဲ့လိုတော့အဲ့လိုတော့ခံပေါ့ပြောရင်မဟုတ်လားအမြန်လမ်းပေါ်မှာအမြန်လမ်းရင်းမင်းကြီးရဲ့ကောင်းတက်တိတ်ရောပြစ်တာလေကံကောင်းလို့မတည်တာလေမဟုတ်လားဟိုမိတက်လင်မယောက်ခေါ်တော့တာလေဟုတ်လားနှကောက်လုံးလေး ပထမတစ်ကောက်ကဒီစပက်ကားတွေအကုန်လုံးတားပြီးတော့မှ318မိုင်မှာပြောသွားတာလေ PDF ဆိုကောင်ကအဲ့ဒီ album တက်လာတာနှစ်ထိုးကြီးအဲ့မြင်းညံပင်စီဘက်ကနေပြီးတော့မှဟာအဲ့လိုတော့သဘောကြီးပြောတာမလုံးတင်နေတော့ပြောမှာပေါ့ဟုတ်လားကျွန်တော်တို့တိုင်းပြည်နဲ့နိုင်ငံလူမျိုးတို့လှုပ်လှုပ်တာပဲလေပြောတဲ့နဲ့ထင်လို့ပြောတာပေါ့မဟုတ်လားဒါကတော့စိတ်မဆိုးနဲ့လေစိတ်ဆိုးလို့မရအောင်စိတ်ကောက်လို့မရအောင် ဆိုချင်ဘာလို့အောင်လဲဒီလားနှွေစုစုနှွေစုနော်နှွေစုစုကျွန်တော်စိတ်မစိုးနဲ့နော်စစ်စင်ကြီးဝိုင်းကြီးလေကျွန်တော်စိတ်မစိုးနဲ့နှွေစုစု